ဒါကတော့ခေါင်းမိုးပေါ်မှာအုတ်တွေမမိုးပဲအုတ်တွေမိုးနေတဲ့အင်ဒိုနီးရှားနိုင်ငံပဲဖြစ်ပါတယ်။အိမ်တလုံးကို100လောက်ခန့်ချင်းဒီလိုစောက်ကြပါ။အင်ဒိုနီးရှားကမိုးရေချိန်မြင့်မားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်တာကြောင့်အရင်မိုးတွေနိုင်ငံတွေကတာမန်အုတ်တွေတုတ်တွေနဲ့ပဲစောက်ရင်မိုးတံလေးတံမခံနိုင်ပဲခဏလေးနဲ့ပြက်စီးတတ်ပါတယ်။မိုးရသည့်ပြည်တိုင်းအိမ်ပြန်စောက်နေရတဲ့ဘေးအဝေးအောင်အိမ်တွေကိုဒီလိုစောက်ကြပါတယ်။ဖောင်ဒေးရှင်းအတွက်ကျွင်းအနက်ကြီးတွေတူပြီးတော့ကွန်ကရစ်နဲ့ဖောင်ဒေးရှင်းခိုင်ခိုင်လောက်ပါတယ်။ ဘေးနရံတွေကိုလည်းတာမန်အုပ်နဲ့ပြီးလဲမြေသုံးတာမဟုတ်ပဲကွန်ကရစ်တိုင်းဒါမှမဟုတ်စတီးတိုင်းတွေနဲ့ခိုင်ခန့်အောင်တည်ချဆောက်ပါရယ်အမိုးမိုးတဲ့နေရာမှာတော့ပညာသားပါလာပါရယ်ကွန်ကရစ်တုံးကြီးတွေဒီတိုင်းတင်ရင်အလေးချိန်ကိုခန့်နိုင်မှာမဟုတ်တာကြောင့်ကွန်ကရစ်တုံးလေးတွေကအလေကအပေါက်လေးတွေထားပြီးတော့အလေးချိန်ကိုညော့စီကဒတုံးချင်းစီတည်ချလေးအနုစိတ်စီးရပါရယ်ပြီးမှအပေါ်ကနေကွန်ကရစ်အရေလောင်းချပြီးတော့အဆုံးတက်လိုက်ပါရယ်ဒါဆိုရင်တော့နှစ်တရာနေအောင်အကြောင်းမထင်တဲ့အိမ်တစ်လုံးဆောက်လုပ်ပြီးပါပြီ မိုးတံမကလို့မုံတိုင်းလာရင်တော့အိမ်ထဲမှာ AC အိမ်နေအောင်ပါပဲကျမတို့လည်းသူမမိုးပဲအင်ဒိုနီးရှားနိုင်ငံမှာလိုပဲအမိုးမိုးရင်နေရာဒီမှာအေးနေမှာတော့အသေးချာပါပဲ